များပါခင်ဗျာ MBA သတင်းဌာနကဒီကနေ့ April 5ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ PDF ကိုစစ်ရေးစေယုံရင်နဲ့အုပ်ချုပ်ရေးစွမ်းရည်ပြည့်မြရတက်မတော်အဖြစ်တိဆောက်ထားနိုင်ပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့သတင်းငလီနန်ဝန်အပြင်းထန်ဆုံးခံစားခဲ့ရတဲ့စကိုင်းနဲ့မန္တလေးတိုင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်တဲ့သတင်းပြည်ဦးတွင်နဲ့ပသိမ်ကြီးမြို့နယ်ကြီးကျင်းမှုဟာ စီရော၄၀ကျောင်းဖြစ်တယ်လို့ဒေသခံတွေ ပြောတဲ့တဲ့မေ၉ရက်ကနေ၁၆ရက်အတွင်းဘင်္ဂလားပင်လယ်အော်မှာလေဖိအားနဲ့ရက်ဝမ်းဖြစ်ပေါ်လာနိုင်တဲ့တဲ့ဖာပွန်ခိုင်တလတာတိုက်ပွဲအတွင်းဗိုလ်မှူး၂ဦးအပါအဝင်စစ်သား၃၉ဦးတည်ဆုံးခဲ့တဲ့တဲ့ယူကရိန်းစစ်ပွဲမှာနျူကလ িয়ার လက်နက်အသုံးမပြုရဖို့မျှော်လင့်တယ်လို့ပူတင်ပြောတဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ PDF ကိုစစ်ရေးစေဝင်ရေးနဲ့ အုပ်ချုပ်ရေးစွမ်းရည်ပြစ်မိတဲ့တမတော်အဖြစ်တိဆောက်ထားနိုင်ပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတမတော် PDF ကိုစစ်ရေးစီရင်ရေးနဲ့အုပ်ချုပ်ရေးစွမ်းရည်ပြစ်မိရဲ့တမတော်အဖြစ်တိဆောက်ထားနိုင်ပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မင်းဝမ်းခိုင်တန်းကပြောပါတယ်။ဒါ့အပြင်တော်လရင်အောင်ပွဲနေတဲ့ထက်နေအောင်ကြိုးပမ်းနေကြတဲ့ရဲဘော်တွေအားလုံးစိတ်တဲကြဆင်းတာမျိုးမဖြစ်ပါဘဲ ြည်သူအလုံးလိုလားတောင်းတနေတဲ့ Federal Democracy နိုင်ငံတည်ထောင်နိုင်တဲ့အထိဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်ကစုမုံကောင်တောင်းထားပါတယ်။ PDF တည်ထောင်ထားတဲ့၄နှစ်တာကာလအတွင်းရဲဘော်တွေရဲ့ကိုယ်စွမ်းညံစွမ်းစွန့်လွတ်ပေးဆက်မှုရောင်ရဲတင်းတိမ်မှုနဲ့အနစ်နာခံမှုတွေဟာတိုင်းပြည်အတွက်အဖို့မဖြတ်နိုင်တဲ့သမိုင်းမှတ်တမ်းတွေဖြစ်တယ်လို့လည်းဆိုထားပါတယ်။တိုင်းပြည်ဗန္ဒာငွေကိုနှစ်ပေါင်းများစွာစိတ်ကြိုက်အသုံးပြုတိဆောက်ထားတဲ့စစ်တပ်ကို ်လင်းနှစ်အတွင် PDF ရေးပေါ်ရဲ့တိုက်ပွဲဝင်မှုဟာအောင်မြင်မှုအတိုင်းအတာတစ်ခုအထိရရှိထားပြီဆိုတာကိုမျက်မြင်ကိုယ်ရေးဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါရယ်ဒါအပြင် PDF တွေရဲ့အောင်ပွဲဟာပြည်သူအောင်ပွဲတော်လင်းအောင်ပွဲဖြစ်တယ်လို့ PDF တွေဟာတတိုင်းပြည်လုံးအတိုင်းအတာနဲ့ဆက်စင်နေမြေကိုဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ပြီးစနေကြဖွဲ့စည်းအုပ်ချုပ်မှုနဲ့ပြည်သူတက်မတော်တရားဖြစ်အကောင့်ထဲဖော်နေလို့ဆိုပါတယ် ဒုတိယသတင်းတပုတ်အနေနဲ့ငလင်းတန်းကိုအပြင်းထန်ဆုံးခံစားခဲ့ရတဲ့စကိုင်းနဲ့မန္တလေးတိုင်းကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုအများဆုံးပြုလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြားအပြင်းငလင်းလှုပ်ခတ်ပြီးတလားကျော်ကြာတဲ့ကာလအတွင်းစစ်ကောင်စီတပ်ကငလင်းတန်းအကြီးအကျယ်ခံစားခဲ့ရတဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကို လေကြောင်းတိုက်ခတ်မှုအများဆုံးပြုလုပ်ခဲ့လို့သိရပါတယ်။စကိုင်းငလင်းကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေမေလ4ရက်နေ့အထိ နိုင်ငံအနှံ့အပြားကိုစစ်ကောင်စီကလေချောင်းတက်ခတ်မှု282ကြိမ်ပြုလုပ်ခဲ့ပြီးစကိုင်းတိုင်းကို83ကြိမ်နဲ့မန္တလေးတိုင်းကို62ကြိမ်တိုက်ခိုက်ခဲ့လို့ NUG အစိုးရကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီကာလအတွင်းစစ်ကောင်စီရဲ့လေချောင်းတက်ခတ်မှုတွေကြောင့်နိုင်ငံတော်286ဦးနဲ့ဒဏ်ရာရရှိသူ456ဦးရှိခဲ့ပြီးစကိုင်းတိုင်းအတွင်းလေချောင်းတက်ခတ်မှုကြောင့်89ဦးသေဆုံးက286ဦးဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုဒုတိယအများဆုံးဖြစ်တဲ့မန္တလေးတိုင်းမှာ65ဦးသေဆုံးပြီး118ဦးဒဏ်ရာရှိခဲ့ပြီးမကွေးတိုင်းပဲခူးတိုင်းအီယာဝတီတိုင်းတင်းသာရီတို့အပြင်ကရှင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကင်းနေပြည်နယ်တို့မှာလည်းလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုတွေရှိခဲ့လို့သိရပါတယ်။မက်ရှလန်28ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းဧပြီလ2ရက်ကနေ22ရက်အထိ နိုင်ငံတော်ဝန်ယာယီအပြည့်ရက်တဲ့အကြောင်းစစ်ကောင်စီကပထမအကြိမ်ထုတ်ပြန်ပြီးရနောက်ဧပြီလ23ရက်ကနေ30ရက်အထိထပ်မံတက်တန်တိုးတယ်ဆိုပြီးကြေညာခဲ့ပေမဲ့အပြည့်ရက်ကာလတခြား၄ချောင်းလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်။တတိယသတင်းတပုတ်အနေနဲ့ပြည်ဦးလွင်နဲ့ပသိမ်ကြီးမြို့နယ်ကြီးချင်းမုံဟာစေတော်လဲစေချောင်းဖြစ်တယ်လို့ဒေသခံတွေပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းပြည်ဦးနယ်မြို့နယ်ပသိမ်ကြီးမြို့နယ်အတွင်းရေကြီးရေလျှံတွေဖြစ်ပေါ်ခဲ့ရတာဟာစေတော်လဲစေချောင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ထဲကကြေးဝါတချို့ကိုဝင်ရောက်ခဲ့တဲ့ရေဟာလက်ရှိပြန်ကျနေပြီဖြစ်တယ်လို့ဒေသခံတချို့နဲ့လူမှုကွန်ရက်ဆောင်ရွက်ပေးနေသူတွေထံကသိရပါတယ်မေလာ၄ရက်မနက်ပိုင်းကမိုးတိုထန်စာရာသွန်းခဲ့ပြီးတောင်ကြရေတွေစီးဆင်းလာတဲ့အပြင်စေတော်လေးစေရေပိုလွှဲမှ ရေလုံးရင်းနဲ့ကြဆင်းလာကြအောင်အုံချော့နဲ့ ဆေတော်ကျေးရွာအုပ်စုထဲကိုရေတွေအလင်းမြန်ဝင်ရောက်ခဲ့တာပါရှောင်းတဲ့နေရနေရာမှာနေထိုင်သူတွေကတော့ကုန်းမြင့်တွေပေါ်ကိုခတ်တပြောင်းရွှေ့ခဲ့ရတာကလွဲပြီးရေကြီးမှုကြောင့်ထိခိုက်တဲ့ရရှိသူတွေနဲ့တေဆုံးသူတွေမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ငလျင်ကြီးလောက်ကပြန်နောက်နောက်ဆက်တွဲငလျင်တွေကိုတတိထားနေရခြင်းနောက်ထပ်သဘောပဲဖြစ်လာနိုင်တဲ့မိုးကြီးရာရေကြီးတာမြေပြိုရာတွေကို view site တင်တယ်လို့သဘောပဲစောင့်ကြည့်သူတချို့ကတတိပေးထားပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့မေလ9ရက်ကနေ16ရက်အတွင်းဘင်္ဂလားပင်လယ်အော်မှာလေဖိအာနေရပ်ဝင်ဖြစ်ပေါ်လာနိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်ကနေ16ရက်အတွင်းဘင်္ဂလားပင်လယ်အော်မှာလေဖိအာနေရပ်ဝင်ဖြစ်ပေါ်လာနိုင်တယ်လို့မလဝတာလေးလာစောင့်ကြည့်သူဥဝင်နိုင်ကသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာရေးသားထားပါတယ်။ဒါ့အပြင် ACMWF ရဲ့ခမ်းမန်းချက်မှာလည်းဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ထိစပ်နေတဲ့ ERA အနောက်ဘက်ကန်ယိုရန် မြဝကျုံးပေါ်ကံရုံရဲအနီးမှာမေလာ16ရက်အထိဆန်ကလုံးမုန်တိုင်းဖြစ်နိုင်ကြေ30ရာခိုင်နှုန်းအထိရှိရလို့ရေးသားထားပါတယ်။အဲ့ဒီလေဖိအားနဲ့ရပ်ဝံဖြစ်ပေါ်လာပါကမေလာ9ရက်နဲ့10ရက်မှာတနင်္သာရီတိုင်းမွန်ပြင်းနယ်ကရင်ပြင်းနယ်အတွင်းမိုးအနည်းငယ်ကနေအသင်းတင်းရွာသွန်းနိုင်ပြီးအ ਨੇ ဆုံးမိုးရေချိန်တတသမာ2လက်မအထိရှိရလို့ဆိုပါတယ်။မေလာ17ရက်နဲ့10ရက်မှာတော့တောင်ပိုင်းနဲ့အနောက်ဘက်ကဝင်လာတဲ့မိုးတိမ်တွေဆက်လက်ရွေ့လျားနိုင်တဲ့လမ်းကြောင်းတစ်လျှောက်က မိုးနေရေရှားဒေတာဖြစ်တဲ့မြန်မာနိုင်ငံအလေပိုင်းဒေတာနဲ့ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချမ်းပြည်နယ်အရှင်နဲ့ကချင်ပြည်နယ်တို့မှာမိုးရွာသွန်းနိုင်တယ်လို့စကိုင်းတန်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာလည်းမိုးများနိုင်တယ်လို့ဥဝင်နိုင်ကပြောပါတယ်။အခုကာလဟာအနောက်တောင်မုတ်တုံလေစတင်ဝင်ရောက်မဲ့ကာလဖြစ်တဲ့အပြင်ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနဲ့ရက်ဝင်နှစ်ကြိမ်ဖြစ်ပေါ်ပြီးတစ်ကြိမ်ဟာမုန်တိုင်းငယ်အဖြစ်ပြောင်းလဲနိုင်တယ်လို့မိုးလေဝသတန်းဇလဘေယညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးဖာပွန်ခိုင်တလတာတိုက်ပွဲတွင်ဘုံဘုံနှုတ်ဦးအပါဝင်စစ်သား39ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU ဖာပွန်ခိုင်ထဲမှာတလတာတိုက်ပွဲရဲ့အတွင်းဘုံဘုံနှုတ်ဦးအပါဝင်စစ်သား39ဦးသေဆုံးခဲ့လို့သိရပါတယ်။ဖာပွန်ခိုင်မှာဧပြီလအတွင်းကရင်မျိုးသားလွမြောက်ရေးတပ်မတော် KNL တပ်မဟာ9နဲ့စစ်ကောင်စီတပ်တော်တိုက်ပွဲကျင်းခဲ့139ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်သား55ဦးလည်းဒဏ်ရာရရှိကာ အဆောက်အုံကိုလုံးထိခိုက်ပျက်စေခဲ့လို့ကင်နီယိုဘဟိုကမေလ9ရက်မှာသတင်းထုတ်ပြန်ပါတယ်။နိုင်ငံတော်အဆင့်လို့စစ်ကောင်စီကပြောတဲ့အောင်စရာစစ်ကြောင်းဟာလည်းဒေါနာတောင်မကျော်နိုင်ုံတင်မကပဲရှင်မုံခံနေရတာဟာ KNL ပူပေါင်းတက်ရအောင်ပွဲပဲလို့တမဟာ6နေမြေထက်ကတော်လင်းရေးဘော်တူကပြောပါတယ်။ April လအတွင်းဖာပွန်ခံတဲ့ကကြေးရွာတွေကိုလက်နက်ကြီးနဲ့ခုနှစ်ကြိမ်တိုက်လျင်နဲ့ဘုံဆက်လေလုံးကြေးချခဲ့တဲ့အတွက် ပြည်သူ2ဦးသေဆုံးပြီး ခုနှစ်ဦးတန်အရရှိခဲ့လို့သိရပါတယ်။စစ်ကောင်စစ်တပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရက်သားပြည်သူတွေရဲ့လောက်ကန်စားတောက်တဲ့နေရာတွေထိခိုက်ပျက်စီးခဲ့ရပြီးစိုးရင်ထိုင်းလန်းမုံတွေနဲ့အသက်ဘေးလွရာကိုထွက်ပြေးတင်းချောင်နေကြရရလို့ KNU ဘိုကဆိုပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ယူကရိန်းစစ်ပွဲမှာနျူကလ িয়ার လက်နက်အသုံးမပြုရဖို့မျှော်လင့်တယ်လို့ပူတင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူကရိန်းစစ်ပွဲမှာနျူကလ িয়ার လက်နက်အသုံးပြုရမယ့်အခြေအနေမရှိသေးကြောင်းနဲ့ နျူကလ িয়ার လက်နက်အသုံးမပြုရဖို့ကိုလည်းမျှော်လင့်နေတဲ့အကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားလိုက်တဲ့အကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။ရုရှားနိုင်ငံပိုင်သတင်းဌာနကသမ္မတပူတင်ရဲ့အုပ်ချုပ်မှု25နှစ်ပြည့်အထင်မှန်အဖြစ်မနေ့ကထုတ်လွှင့်ခဲ့တဲ့မှတ်တမ်းရုပ်ရှင်မှာရုရှားပိုင်တဲ့အပေါ်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးမေးမြန်းစဉ်ပူတင်ကနျူကလ িয়ার လက်နက်သုံးဖို့မလိုသေးပါဘူးပြီးတော့မသုံးရဖို့လည်းမျှော်လင့်ပါတယ်လို့ပြောခဲ့တာပါ။2024ခုနှစ်နိုဝင်ဘာလမှာ ပူတင်ဟာရုရှားရဲ့နျူကလ িয়ার မူဝါဒပြန်လည်ပြင်ဆင်ချက်ကိုလက်မဲ့ရေးထိုးခဲ့ပါတယ်။အဲ့ဒီပြင်ဆင်ချက်မှာကမ္ဘာအကြီးဆုံးရုရှားပိုင်နျူကလ িয়ার လက်နက်တွေကိုအသုံးပြုနိုင်တဲ့အခြေအနေတွေကိုဖော်ပြထားပြီးနျူကလ িয়ার လက်နက်ပိုင်နိုင်ငံတစ်ခုရဲ့ပုံမှန်တိုက်ခိုက်မှုကိုတောင်းမှနျူကလ িয়ার လက်နက်နဲ့တုံ့ပြန်နိုင်ဖို့ခွင့်ပြုပေးထားပါတယ်။ယူကရိန်းနဲ့ဆက်စပ်ညှိနှိုင်းခြင်းကမလွတ်မသွေဖြစ်လာမှာဖြစ်တယ်လို့လည်းမှတ်တမ်းရုပ်ရှင်ထဲမှာပူတင်ကပြောခဲ့ပါသေးတယ်။ဒါပေမဲ့ရုရှားနဲ့ယူကရိန်းတို့ဟာ အပြည့်ရဲ့ပုတ်ကန်လန်းချက်တွေအပေါ်သဘောထားကွင်းလဲနေကြဆဲပါယူကရိန်းသမ္မတဇယ်လန်စကီကတော့ရုရှားအနေနဲ့အပြည့်ရရှင်တာတေချာရင်တောင်ဒီနေ့တောင်ချက်ချင်းအပြည့်ရနိုင်တယ်လို့ပြောခဲ့ပါတယ်ဇယ်လန်စကီကရုရှားရဲ့ဒုတိယကမ္ဘာဆက်အမွေနဲ့အထင်မှန်အဖြစ်82နှစ်ကြာစစ်ပညာရဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီးမယုံကြည်နိုင်ကြောင်းရုရှားအနေနဲ့တစိုက်တစ်ပိုင်းစစ်ပညာရဲ့ကိုအများသိအောင်ချက်ပြထားပေမဲ့တိုက်ခတ်ဖို့ညာနဲ့ရှိဆက်လက်ပြုလုပ်နေတယ်လို့ဖော်ပြခဲ့ပါတယ် MP ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ